မြန်မာငွေနဲ့တိုင်းဝင်းချန်လောက်တန်းနဲ့ကမ္ဘာဈေးအကြီးဆုံးနွားနို့မင်္ဂလာပါယူသန်နေတိမ်မပရိသတ်ကြီးမြန်မာနိုင်ငံမှာနွားနို့ဒလီတာဘူးလောက်ကိုမြန်မာငွေနဲ့တောင်းလောက်ပေးရရင်တော့မှကျွန်တော်တို့အတွက်အတော်လေးဈေးကြီးနေပါပြီဒါပေမဲ့အခုပြောပြမယ့်ကမ္ဘာဈေးအကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့နွားနို့ကတော့ American Dollar 40ကျော်ပြီးမှသာတောက်သုံးလို့ရပါတယ်အဲဒီနွားနို့ကိုတော့ Nagasawa နို့လို့ခေါ်တာဖြစ်ပြီးဂျပန်နိုင်ငံကထုတ်ထားတာပါဒေါ်လာ40လောက်တန်းတော့မို့လို့ဒီနို့ကတာမန်နွားနို့မဟုတ်ဘူးဆိုတာကိုလည်းသိကြမှာပါ ဒီလိုစီးကြည့်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့ထုတ်လုပ်မှုပုံစံနဲ့အဲ့ဒီမှာပါဝင်တဲ့ထူးခြားတဲ့ဓာတ်ပစ္စည်းတစ်ခုကြောင့်ဖြစ်ပါလိမ့်။ဒီနွားနိုတွေမှာ stress relieving component လို့ခေါ်တဲ့စိတ်ဖိစီးမှုကိုလျှော့ရှားပေးနိုင်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဝင်တာကြောင့်ဖြစ်ပါလိမ့်။နာဂါဇာဝါနုကိုမွေးမြူရေးချန်တွေကနွားမတွေကိုတရက်ကိုတစ်ကြိမ်နေဝင်ပြီးတဲ့နောက်ပိုင်းမှောင်တဲ့အချိန်မှသာနုညံ့ယူရဖြစ်ပါလိမ့်။နွားမတွေရဲ့ခန္ဓာကိုယ်ထဲမှာမလာတိုနင်လိုမျိုးစိတ်ဖိစီးမှုလျှော့ရှားပေးတဲ့ဟော်မုန်းတွေကညဘက်မှာပိုပြီးထွက်ရှိတာတွေ့ရှိတဲ့အတွက်ဒီလိုလုံးရခြင်းမှာ သူတေသူတွေအဆိုရအဲ့ဒီနွားနှုတ်ကိုတောက်တုံးခြင်းအဖြစ်ခန္ဓာကိုယ်တွေကစိတ်ဖိစီးမှုကိုတိုက်ဖြတ်ပေးနိုင်ပြီပို့ပြီးတော့ကောင်းမွန်တဲ့အိပ်ဆက်ခြင်းကိုလည်းရရှိစေနိုင်တယ်လို့ဆိုပါရီအများကြီးလည်းမထုတ်လို့တာဖြစ်တဲ့အတွက်ဒီလောက်ဈေးကြီးနေရတာပါ